ဒီနေရာမှာရှိတတ်ကုန်သောယုံကြည်သူမိသားစုဝင်များနဲ့တကားချင်းချင်းခွန်အားယူဖို့အဓိကချက်ကိုခြေပြုသောသမာဓိချက်တော့မြောက်ထားစွာရှိတယ်။အဲ့ဒီအထဲမှာကတော့နော်ယေရမိအနာဂတ်ကျမ်းခန်းကြီး29အခန်းငယ်31တခုဒီသောကျမ်းထဲအားဖြင့်ခွန်အားပေးဖို့ချင်းချင်းဖို့ပြင်ဆင်ထားပါတယ်။သောတော်ဝိုင်းကတော့ဗာဗရီဖတ်သွားပါပြီ။ ယေရဝိနဂါရီကျန်ခိုင်းဆက်ကိုထန်းငယ်တစ်ဆက်တည်းမှာတဖန်မိတ်တော်မူဒီကနာဒီတင်တို့ကိုအကျိုးနှဲစေခြင်းကကြံစီတော့အကြံမဟုတ်ပဲတင်တို့ဒီမျော်လင့်တော့အကျိုးကိုရမည်အကြောင်းငြိမ်ဖို့စေခြင်းကသာတင်တို့အဖို့ကြံစီတော့အကြံတို့ကိုနာပြီဒီကြံချက်ကပရောဖက်ဒီယေရမိရဲ့ပေါ်ပြတော့ စကားပဲဖြစ်ပါတယ်။ဒီနေ့အဖြစ်ဘုရားသခင်သူ့ကိုမှတ်ကြားစေတော့နှုတ်ကပတော်ကိုပြန်မှပြောခိုင်းတဲ့အရာပဲ။အဲ့တော့ကျွန်တော်တို့အကြစကားနဲ့ပြောရင်ဟာကျွန်တော်ကျမတို့အတွက်ဘုရားသခင်အကြံစီရှိတယ်။ရှိတဲ့အကြံစီကလေဟာမင်းတို့အကျိုးအတွက်ဘုရားသခင်တုတ်တယ်ဆိုတဲ့အရာကိုယေရမိကပြန်ပြောတာ။ တော့ယေရမိအတိတယ်။တော့ prophet ဆိုတော့ဘုရားတောက်တော့ပြောတာနော်။သူရဲ့ကျမ်းကျက် background ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ထိုးချင်းထိုးခါနော်လူမျိုးတော်လို့ခေါ်တော့ဣသရေလလူမျိုးอ่ะယေရုရှလင်မြို့မှာကောင်းစားတဲ့အချိန်အထူးသဖြင့်တာယာဝတ်ပြောတဲ့အချိန်မှာဘုရားကိုမေ့သွားကြ။မေ့သွားတဲ့အခါမှာတော့ဘုရားကသူတို့ကိုနော်ဒုက္ခငြင်းစေခြင်းနေ နှိမ့်ဆက်ခြင်းအားဖြင့်ဘုရားသခင်တုံ့ပြန်တဲ့အခါမှာရန်သူများခြားသောတိုင်းနိုင်ငံမှလာရောက်ပြီးမှပေးယူခြင်းကိုခံရတဲ့အချိန်ဖြစ်တယ်။အဲ့ဒီမခံရတဲ့အချိန်မှာလူမျိုးတော်တွေကတော့ဟာလားတချို့ကတော့အမျိုးမျိုးဟာရင်းဆိုင်ကြုံတွေ့ရတဲ့အခါမှာဘုရားကိုပြန်ဟော်တဲ့လူရှိတယ်ဘုရားပဲပြန်လှည့်တဲ့လူရှိတယ်။ကောင်းကြီးရတယ်ဒီပြန်မိသွားတယ်စသဖြင့်ပေါ့ဗျာဟိုလူတော်ဘောတပါပါဘောင်းတဲ့ကောင်းစားတဲ့အခါ ရားကိုမိသွားတယ်ဒုက္ခရောက်တော့အခါမှာဘုရားဟောဟစ်တယ်သို့တော်ဘက်ကကျွန်တော်တို့ဒီ prison worship မှာဟာလူမျိုးတော်တွေကို worship ခဲ့တယ်လို့ပေါ့အရှိမပင်းတယ်နောက်ကဖာရောစစ်သားအခါကျတော့ဘုရားကိုဟောဟစ်ပြီးတော့ဟောဟစ်တော့ဘုရားလည်းပြုတယ်ဆိုတော့အရာအဲ့တော့ prophet ယေရမိကအရာစကားနဲ့ပြောရင်ဘုရားသခင်ဟာသင်တို့အတွက်ကြံစီတဲ့အကြံရှိတယ်တခုပဲ င်တို့ကငြိမ်ဖို့ဆိုတာနော်ငြိမ်ဖို့စိတ်ချင်းကတာတင်တို့အဖို့ကြံစီတော့အကြံဖြစ်တယ်သဘောကအရသကား၂၀ပြောရဲဆိုငြိမ်ငြိမ်နေဖို့ပဲနော်ငြိမ်ငြိမ်နေဘုရားမေတို့လုတ်ပေးမယ်အဲ့တော့အရသကား၂၀ဆက်စင်းတိုင်းငြိမ်ငြိမ်ဝင်နေတဲ့တက်တော့နော်ဘုရားလုတ်တော့မယ်ဆိုလူဟောက်ဝင်ပါတဲ့ခါကျတော့ဘုရားဟဲ့လားအမျိုးမျိုးအကြံစီပြက်တာတော့မဟုတ်ဘူးအကြံစီနှောက်နေသွားတယ်ဆိုတဲ့သဘောတပါပါဘူးဘောရဖက်ကြီးကတတိပေးတော့ ဒုက္ခတော့ဖြစ်ပါလေအဲ့တော့ဒီကြမ်းချဲကိုဆင်ချင်တဲ့အခါမှာနော်သင်တို့ဒီညှော်နေတော့အကျိုးကိုရမည်အကြောင်းငြိဟုတ်စေခြင်းကလားဘဝငြိငြိလေးနေဖို့ပဲအဲ့တော့ငြိဟုတ်ခြင်းဆိုတဲ့အရာကို Greek ဗုဒ္ဓကျွန်တော်တို့တားခဲ့တဲ့မြင်ခဲ့တဲ့ဆိုပါပါတယ်နော်သမတိကျောင်းကို Greek ဘာသာနဲ့ရေးတယ်အဲ့တော့ Greek ဘာသာမှာ Shalom အင်္ဂလိပ်လိုပြန်ရေးတဲ့အခါတော့ Peace ပေါ့နော် Peace ငြိချမ်းခြင်းပေါ့ ဒီစလုံးပါတာရှာလောင်းဆိုတော့အရာခုနတန်းကတမိငယ်ဆိုတဲ့အရာ The word of God ဆိုတော့ Logos LOG ကိုအဆိုတဲ့အရာအဲ့တော့ဒီနှုတ်ကပါတော့ဆိုတော့ Logos အရာကိုဘုရားကကျွန်တော်တို့အတွက်တခင်ယေရှုခရစ်အားဖြင့်ပေးတဲ့အရာအဲ့တော့ဒီမပေးခင်တမဟောင်းကျမ်းလို့ပြောတော့ဒီကိုတိထမဟေဘရုလိုရေးတဲ့အခါမှာ ပရောဖက်တွေပြောစကားမှာလူမျိုးတော်တွေကငြိမ်သက်ဖို့ပဲငြိမ်ဖို့ဖို့ပဲဆိုတော့ရှာလုံးရှာလုံးဆိုတာကလုံးနဲ့ကပေါ်ပြခြင်းဖြစ်တယ်အဲ့ဒီရှလုံးကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုမှာတော့ peace ပါ။အဲ့တော့ gain change gain change ဆိုတာကလောကတော့ကျွန်တော်တို့မကြားဘူးပဲ။တကယ်ငြိမ်းသလားမငြိမ်းသလားဆိုတာတော့ကျွန်တော်တို့အားလုံးသိတယ်။ဒါတော့အရင်းဆုံးအင်္ဂလိပ်စကားလုံးနဲ့ gain change သို့တော့ change ရဲ့နော် ဒီ background သူတို့ဖြင့်ဒီ Greek ဘာသာမှာပေါ်ပြခြင်းတော့ဘုရားခင်အကြံစီဆိုတော့ဒေဟိုချင်းရှာလောင်းဆိုတော့အရာကအတွင်းထဲက inner peace inner peace ဆိုတာဒီမိတ္တမှုမိတ္တမှုပေါ်ပြခြင်းဖြစ်တယ်ကျွန်တော်တို့လူသားဒီအနေနဲ့ကတော့ဒေဟိုချင်းဒေချမ်းချင်းဆိုတာအပေါ်ရံပေါ့နော်အပေါ်ရံဖြစ်တဲ့အတွက်ကြောင့်ဆောသောပိုင်းကလူမျိုးတော်တွေလိုပဲအကောင်းစားရင် ကျေးဇူးတော်ချီးမွမ်းတယ်ဒုက္ခရောက်ရင်ဆရာဟောတယ်ဆိုတဲ့အရာမဟုတ်ဘဲနဲ့တကယ် inner peace အတွင်းငြိမ်ဖို့ငြိမ်ချမ်းသောအရာကိုသူကပေါ်ပြခြင်းဖြစ်ပါတယ်ထပ်ပြီးမှကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီအရာကဘာနဲ့သွားပြီးမှဥပမာတွေ့ရတယ်ဆိုတော့အဖိုးဦးအသက်ကြီးသောသူတို့ကလည်းနောင်လာနှုတ်သားတွေအတွက် เนาะဤပင်စားပင်ဆက်ကြိုးသောဥပမာတပ်တည်တယ်တကယ်တော့ဒီအိုးကတော့သူစားဖို့မဟုတ်ပါဘူးနောက်လာနောက်သားတွေအတွက်ဆက်ကြိုးသောအပင်အဲ့ဒီအပင်ကနေပြီးလာတဲ့အရာကိုနောက်လာနောက်သားသားသမီးတွေစားပြတဲ့အခါကြော်ရှင်ရတဲ့အခါเนาะဝမ်းမြောက်ရတဲ့အရာကိုအဖိုးကကြည့်ပြီးမှာဟာဝန်တဲ့ဘလုံးသားတဲ့ငြိမ်သက်မှုပျော်ရွှင်မှုတနည်းအားဖြင့်သူ့ရဲ့ ဒီရှောက်လုံးဆိုတော့အရာရှင်ညွန်ချင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီတန်းချက်ကိုပြန်ကြည့်တဲ့အခါမှာပရောဖက်ယေရမိကတော့ဘုရားသခင်အဲ့လိုကြံပြတယ်ကျွန်တော်တို့ inner peace ဆိုတော့ရှောက်လုံးဖြစ်ဖို့ဒီညွန်ချင်းပဲဖြစ်ပါဘာဖြစ်လဲဆိုတော့အခါမှာကျွန်တော်ပြန်ကြည့်ရင်ဘုရားသခင်အကြံစီအများကြီးရှိတယ်။ကြောက်ပြားဆိုတာရှိတယ်။သမာကျမ်းစာတော့ဖတ်ရင်ကျွန်တော်တို့အဲ့လိုမကုန်နိုင်ဘူး။ကြောက်ပြားဆိုတာတဲကမှ ဒီအခြေအနေကြမ်းကြဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နှောင့်ပြားသွားတော့ဟာလောကပါတော့ကိုမျောလင့်ဖို့ဆိုတော့အရာကိုရှိတယ်သို့တော်လည်းငိမ့်ချမ်းတရားပျော်ရွှင်ဖို့ဘုရားလောကပါတော့ကိုမျောလင့်ဖို့အတွက်ဒီတခုပြီးတော့ကြမ်းကြဲအပြည့်ဒီကနေ့ဝင်ရဖို့ပြင်ဆင်ရတဲ့အရာကတော့ဘုရားခင်ရဲ့အကြံစီဖြစ်တော်ငြိမ်ဖို့မှုရှိဖို့ဆိုတဲ့အရာကိုမိမောင်းထုတ်လို့ဒီမဲ့ဖြစ်ပါတယ် ား40ခုမြောက်သောဆန္ဒပိုင်ငယ်9မှာကျွန်ုပ်၏ပြားတခင်သာရဖျားအကျွန်ုပ်တို့အဖို့ပြုတော်မူသောအံ့ဩဖွယ်အမှုတို့နှင့်ကြံစီတော်မူသောအကြံစီတို့သည်ညာလပါ၏ရှေ့တော်၌အစဉ်တိုင်းရှောက်ရမကုန်နိုင်ပါအကျွန်ုပ်ထုတ်ပေါ်ကြွားပြောကြားပြောမိဟုဆိုသောရေတွက်၍မကုန်နိုင်အောင်ညာလတဲ့ဆိုတဲ့အရာကို40ခုမြောက်သောဆန္ဒပိုင်ငယ်9မှာလည်းအတိအလင်းပေါ်ပြထားတဲ့အတွက်ကြောင့်နော် ျွန်တော်တို့လူသားပြပြတော့နော်အရာသခန်းနဲ့ပြောရင်မြောက်များဆိုတော့ခရီးရဲ့အချမ်းဒီထက်မှာကျွန်တော်တို့ရောင်ဝါဝါနော်သူတို့ဒီကနေ့ဒီချိန်ခါကသမာကြတဲ့ချိန်လို့ရင်ဟာလာနောက်ဆုံးတော့ကာလတော့ဟာလာချီဆောင်ပြေးလာတော့ရောင်ဝါဝါမဖြစ်ရအောင်ဆိုပြီးမှတခုတည်းတော့ပရောဖက်ယေရမိပေါ်ပြတော့ဒီရှလောဆိုတော့ဂိမ်းချမ်းခြင်းဂိမ်းကိုခြင်းဆိုတော့အရာကိုဆင်ခြင်ဖို့ပဲဖြစ်ပါတယ် သဘောကတော့နော်ကျွန်တော်တို့တိတိကျကျနှုတ်ကပတော်တစ်ခုဖြစ်သောဒီဒိဋ္ဌိတို့ရေခုမှုကိုကျွန်တော်တို့ဆင်ချင်းနှလုံးသွင်းမယ်ဆိုလို့ရှိရင်ဘုရားသခင်အကြံစီရှိသောအရာကြောင့်များစွာကိုကျွန်တော်တို့ကိုသုံးလောင်းမယ်ဆိုတဲ့အရာကိုရည်ညွှန်းကြတာဖြစ်ပါတယ် space space နော်ကျွန်တော်တို့တပ်ပတ်မမနဲ့ဘုရားရဲ့နှုတ်ကပတော်ဆင်ချင်းဖို့ဖြစ်ပါတယ် 46ခုမြောက်သောဆန္ဒအပိုင်းငယ်20ကဘယ်လိုပြောလဲဆိုတော့ငယ်ကိုရဲ့နေကြတော့ငါကဘုရားသခင်ဖြစ်သည်ဟုသိမှကြတော့လူမျိုးတို့တွင်ငါသည်ဘုံပွင့်ပြီးယေကြီးပေါ်မှာဘုံပွင့်ပြီး46ခုမြောက်သောဆန္ဒ46ခုမြောက်သောဆန္ဒအပိုင်းငယ်20ဒီကြမ်းကြက်ကတော့အလုံးအလွတ်ရတယ်အင်္ဂလိပ်လိုကြတော့ be still and know that i am your god i will be exalted among the nations I will be exalted in the earth ဆိုပြီးမှဆာလံဆရာကအတိအလင်းရင်ဖို့လေနေဖို့ဘုရားသခင်တိမာဖို့ဆိုတော့အချက်ကိုဒီနေ့အဓိကအချက်ဖြစ်နေဝင်ကတို့ပါတယ်ကျွန်တော်တို့ငေဖို့ခြင်းရဲ့အနှစ်သာရငေဖို့ခြင်းရဲ့ဒီဘုရားသခင်ရဲ့အကြံစီညီခဲ့လို့ရှိတဲ့အရာကို ယောသရဲ့အသက်တာအပြင်ကျွန်တော်တို့ဆင်ခြင်နိုင်ပါတယ်ယောသကတော့ကျွန်တော်တို့ကပ္ပဝုဒ္ဓံခိုင်39မှာကျွန်တော်သူ့ရဲ့အကြောင်းအရာသိပါတယ်နော်ယောသကဒီဘုမမရရဲ့မုံချင်းကိုခံရတော့လေဖခင်ရဲ့ချစ်ခြင်းတရားကိုခံစားရတော့လူငယ်လေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အဖေဘူးပေါ့လားမပြောတော့ပါဘူးသူ့အသက်တာကိုမုံချင်းချစ်ခြင်းရှားမှာနော်တုံတွဲလွန်ဆွဲပြီးမှနောက်ဆုံးတော့အသေးတဖို့ ကြံစည်ပါလေသို့တော်လည်းပဲနော်အကိုတယောက်ရဲ့နော်စိတ်တော်အချင်းဟာသူ့ကိုမတတ်ဖက်တဲ့ရောင်စားခြင်းကိုခံရတဲ့နောက်ပိုင်းမှာတဘာတော်တိုင်းကြီးမှာကျုံအဖြစ်ရောင်စားလိင်စားဘုရားခင်ကိုတိတော်သူဖြစ်တဲ့အခါမှာဒီကဲလို့စုံစမ်းတောက်ရှက်ခြင်းရှိစေကံဘုရားခင်ရဲ့နော်အကျဉ်းစီတနည်းအားဖြင့်ဘုရားခင် အတွေ့နော်ကြီးမာသောအပြစ်ကိုသူမလို့ဆောင်နိုင်ဘူးနော်အခန်းငယ်5မှာဒီကြီးမာသောအပြစ်ကိုနော်ဘုရားသခင်ကိုညီကဲလို့ပြစ်မှားနိုင်တယ်ဘူးဒီကြမ်းချက်အခန်းငယ်5ကတော့သူ့ရဲ့ ancient polypha ရဲ့မြို့သမီးစနီးစဲရဲ့ဆုံးသမ်းတော့ရှက်ခြင်းအဖြစ်သူကိုလို့ယုံခဲ့တော့အမေသားမှာကျွန်တော်တို့ဒီကြမ်းချက်ကိုတွေ့ရပါတယ်သဘောကတော့ယောသဟာနော်လူငယ်ဖြစ်တော်လည်းပဲ ဖယားသခင်ရဲ့တတိတော်ဖယားသခင်ရဲ့စကားလူမမြင်တော့လဲဖယားမြင်တယ်ဆိုတော့အတိတရားအဖြစ်သူဟာနော်တိုင်းချောက်တဲ့ရှင်ပြီးသူနေတဲ့အတွက်ကြောင့်နောက်ဆုံးအနေနဲ့ပြောရရင်ဒေသချောက်ကြောင့်သာတိုင်းငယ်ချင်းပေါ်ပြတကယ်လို့ပဲလူမျိုးတို့တွင်သူ့ကိုဘုံဖွေစင်တယ်နော်အဂရုပြပါနော်နာမောက်ခေါင်းပန်းခြင်း အကြီးမားဆုံးဖြစ်တော့အခါမှာသူဟာဘယင်ရဲ့စီမံခန့်ခွဲဖို့အတွက်ဒုတိယအာဏာရှိဆုံးသောသူအဖြစ်ဘယင်ရဲ့စီတော်ရင်လက်စုကအဆက်ဘုရားတခင်ဘုန်းတော်ထင်ရှားစေတိုးချုပ်ကြောင်းနောက်ဆုံးသူ့ရဲ့ဆွေမျိုးသားချင်းသူ့နိုင်ငံနိုင်ငံသားတွေလည်းဆင်းရဲငမ်းမှုကလည်းကယ်လွတ်နိုင်ဖို့ဘုရားတခင် ကောင်းကြီးပေးမှယင်ကြီးပေါ်မှာလည်းဘုံဖွင့်စေတယ်ဆိုတဲ့အရာကငြိမ်သက်မှုငြိမ်ဖို့မှုနဲ့အတူဘုရားသခင်ကိုတည်နေဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ဒီတန်းချက်ကိုတော့ရောတိုင်းအတ္တတာကိုပြန်ပြီးမှဆင်ခြင်မယ်ဆိုလို့ရှိရင်လူ့သဘောသဘောတော့ခုနဆိုတော့ဘိုင်းကပြောတော့အရာစကားနဲ့ပြောရင်လူငယ်ဆိုတော့လည်းပဲဘုရားကိုတည်တော်မှုသဘောကသူအဲ့ဒီအချိန်မှာငြိမ်ငြိမ်လေးနေလိုက်ရင် ဟဲ့ဟိုလိုက်ရင်ဘာဖြစ်လာလဲအဲ့တော့ကျွန်တော်တို့ဒီ problem ယေရမိဆိုလိုသောငြိမ်ခွမှုဆိုတာကျွန်တော်တို့ဒုက္ခပါတော်အဖြစ်ပြတယ်ချိန်ခိုးဖို့လိုပါတယ်ငြိမ်ခွခြင်းငြိမ်သက်မှုဆိုသောအရာကနော်မတရားသောအရာသူသဖြင့်ဘုရားသခင်မကြိုက်သောမနစ်သက်သောအရာကိုချောင်ဖယ်ရပြီဆိုပါကချောင်ဖယ်ခြင်းအပြင်ဘုံတော်ထင်ရှားလို့ပဲဖြစ်တယ်ဆိုတော့ ရှာလောင်း peace ဆိုတော့အရာကိုဆင်ခြင်ပြီးပါတယ်ဆက်လက်ပြီးမှဒီငေခွချင်းရှာလောင်းငေတက်ချင်းဆိုတဲ့အရာကိုသဘာဝတရားအဖြစ်ဆက်လက်ပြီးမှကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာအနေနဲ့ပေါ့နော်ဥတလုံးချက်ဥဆိုပါဆိုချက်ဥတလုံးကိုကျွန်တော်တို့ငငယ်ကလေးထားပြီးမှတတ်မှတ်တော့အခုချိန်ထားမယ်ဆိုလို့ရှိရင်အချိန်ကာလအခုကြောက်တော့အခါမှာအကောင်ပေါက်လာတယ် အရင်တော့ကတော့ကျွန်တော်တို့ဒါသူ့ရဲ့မိခင်ကျမကြီးဘုမတာလည်းပေါ့တို့တော့လူကညံပညာတွေတိုးတက်လာတဲ့အခါမှာစားနေတဲ့ဒါလိုချက်တို့ကမိခင်မရှိဘူးချက်ကိုဖောက်ဆက်တော့ရွေးရွေးမှာဆိုတော့အရာကတဘာဝတရားပဲလေတော့တက်တည်ထူတယ်ဆိုတာရေရိုးချင်းရဲ့အနိတာရကိုကျွန်တော်တွေ့ရပါတယ်ထို့သူပဲရှမသက်ခရင်ကျန်ခိုင်း23ခန်းနဲ့30ခုမှာလည်း သခင်ယေရှုကလည်းဒီနေရာအားဖြင့်ပြန်လည်မှမီးမောင်းထိုးတာတွေ့ရရှမသက်ခွင့်ကြံခိုင်း23ခန်းငယ်30ခုမှာခင်ယေရှုဂျေရုရှလင်မြို့ကိုဝင်လာတဲ့အခါမှာအဝေးကနေညည်ကြတယ်။ဘာကြောင့်ညည်ကြလဲဂျေရုရှလင်မြို့ဟာနော်ပေါ်ထွန်းလာသောပရောဖက်များသူသဖြင့်ပေါ့နော်ဒီဘုရားရဲ့လူတွေကိုနော်ဖန်စီနှိမ့်ဆက်ညင်းဆဲတပ်ဖြတ် တော်မြုပ်ဖြစ်နေပါတယ်ဘုရားခင်အကြံစီကတော့ဒီယေရုရှလင်မြို့ဟာဘုရားခင်ကျင်းဖို့ရာမြို့တော့ယေရုရှလင်သို့တော်လည်းဘုရားရဲ့အကြံစီမဖြစ်ဘူးအဲ့ဒါကိုသူကဟာကျမသည်မိမိတားငယ်တို့ကိုအတောင်အောက်နိုင်လုံခြုံသွားဘုဒ္ဓကဲလို့ဆိုသောအရာကသခင်ယေရှုကဲလေငြိမ်ဖို့ခြင်းရဲ့သဘောတဘာဝထိုခေထိုခါယေရုရှလင်မြို့သူမြို့သားများသိနိုင်ဖို့လို့က ကျမရဲ့တက်ကလေးတွေကိုပို့ပေးတဲ့အနေထားနဲ့တင်စားရတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့နေထိုင်တက်ရှင်တဲ့အခါမှာကျွန်တော်ငွေပူစားတော့တဲ့တက်ကျမလေးကြည့်မယ်ဆိုလို့ရှိရင်သူ့အားငယ်ကိုကာကွယ်တယ်မိခင်ရဲ့အတောင်လေးအောက်မှာနေမှုစွာနေတော့တက်ကလေးတက်ပေါက်စားလျာဖြစ်ရာသူများဖြစ်တော့တင်းငယ်တို့ကကျွတ်တို့ဖန်စားကြ မှလွတ်မြောက်ပြီးမှငွေကိုတော့မရှိတော့သူကတော့ဟာရှီဆောင်ခြင်းနော်ဖန်ဆာခြင်းတွေ့ရတယ်ဆိုတဲ့သဘောတဘာဝကိုသခင်ယေရှုကမိမောင်းထိုးခြင်းဖြစ်ပါတယ်ဆက်လက်ပါဒီငွေဝတ်ခြင်းနဲ့ပတ်သက်တော့အရာများကိုကျွန်တော်ဆက်လက်ဆင်ခြင်မယ်ဆိုလို့ရှိရင်တောင်းများတော့အရာကိုတွေ့ရှိရမှာသဘောကတော့ငိမ့်နေ risk ဟာမရှိဘူးသဘောကအန္တရာယ်နေတာ မနေဘူးဆိုလို့ရှိရင်တော့အန္တရာယ်များမယ် risk များမယ်ဆိုတော့ဒါပညာရှိတွေကခေါ်ကြခြင်းဝေငှခြင်းမှလည်းကျွန်တော်တို့ကြားကောင်းကြားဖို့ရမယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူများဖြစ်တဲ့အခါမှာဘုရားသခင်အကြံစီဖြစ်တော်ဒီငြိမ်ဖို့မှုငြိမ်သက်ခြင်းကိုဘုရားသခင်ကြံစီခြင်းဟာဘုရားရဲ့ဘုန်းတော်ထင်ရှားစေဖို့တာမကကျွန်တော်တို့ကိုလည်းသူ့ရဲ့ဘုန်းတော်ထင်ရှားခြင်းအစီအစဉ်မှာ အသုံးပြုခြင်းတွေမှာအသုံးပြုမှုတောင်းကိုကျွန်တော်တို့အတိအလင်းပြရပါတယ်ကျွန်တော်တို့အားလုံးဒီတဲ့အတိုင်းပေါ့နော်ကိုဗစ်ကာလကိုဖြတ်သန်းခဲ့ရပါတယ်ကိုဗစ်ကာလမှာကျွန်တော်တို့လော့ဒ်ဒေါင်းနေဖို့အိမ်မှာပဲနေဖို့ယောဂဖြစ်တဲ့သူကိုထယ်ထုတ်ပြီးမှနော်ကွာရန်တင်းထားရခွဲထားရဒါကဘာကိုဖောက်ကတလဲဆိုတဲ့အခါမှာငြိမ်ဖို့ဆိုတာနဲ့မသွားမလား ယောဂမရမကူးစိတ်အောင်ဘုရားလည်းသဘောတဘာဝတ်သွားလာကြတယ်တစ်ဖြစ်မနေသွားလာနိုင်တဲ့သူကိုတော့ဟာအကာအကွယ်ဖေးရှိတို့ဟာဒီကာကွယ်ရမယ်အရာများအဖြစ်အပေကြောင့်ဆိုတော့ဟာဖန်ဆင်းဒီကာကွယ်စေမရှိခင်စကြားမှာဒီကဲလို့ကျွန်တော်တို့ဆောင်မှာတွေ့ရပါတယ်အဲ့တော့ငြိမ်ငြိမ်လေးနေတော့သူကအဲ့ဒီကိုဗစ်ကာလမှာယောဂမယကုသချင်း နေပါလားကျွန်တော်တွေ့ရတယောက်တည်းတော့ရှိတာပေါ့နော်နားမလည်နိုင်တဲ့ကြားကနေဘယ်လိုခုဆက်လဲဆိုတော့အရာတော့ရှိတယ်ဒါပေမဲ့ညာတော့အဖြစ်ကျွန်တော်တို့ပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်ငြိမ်ဖို့ဆိုတာနေသောသူတည်းဒီတရားကနေလုံမြောက်ကြောင်းကိုကျွန်တော်တွေ့ရပါတယ်ဆက်လက်ပြီးမှငြိမ်ဖို့ဆိုတာနေယုံပဲလားတချို့တော့လည်းအမျိုးမျိုးတော့အကြောင်းပြချက်ရှိတာပေါ့သို့တော်လည်း ဒီနေရာမှာဒုက္ခဘတော်တမကျမ်းစာအပြည့်ပြတဲ့ချိန်ထိုးတဲ့အခါမှာငယ်ဖို့လည်းနေကြတော့ငါကဖျားသခင်ဖြစ်ပြီးတိမှကြတော့ဆိုတော့အဓိကချက်ကခုနဒီနေ့ကျမ်းစာအဖြစ်ဖျားသခင်ကဖျားသခင်ဖြစ်ကြောင်းကိုတိဖို့ကျွန်တော်တို့ဒီချိန်မှာပြောလို့သောစကားဖြစ်ကြောင်းကိုကျွန်တော်ဆင်ခြင်မိဖို့လိုပါတယ်ကျွန်တော်တသက်ခံရမယ်ဆိုလို့ရှိရင်လည်းကိုဗစ်ချက်တာတဲ့ချိန်မှာကျွန်တော်လည်းပါခဲ့တယ်နော်ပရမလိုင်း ရသေးတယ်ဒုတိယလိုင်းနည်းနည်းပါးပါတတိယလိုင်းကတော့မရတော့ဘူးမရတဲ့အခါမှာဘာဖြစ်သွားလဲကိုရနေလည်းမသွားနိုင်တော့ဘူးကို့အိမ်မှာကို့နောက်ဆုံးကို့အခုလည်းခေါ်ပါလားဆေးထိုးပေးတော့နာဆရာကျမကြီးဝန်ထမ်းနာဆရာလည်းမထူးတဲ့အကလုံးဖြစ်ပြီးတဲ့ကို့အိမ်မှာကို့နေပါအဟာရရှိအောင်စားတယ်မသွားဘူးပဲပေါ့နော်ဘာဖြစ်လဲဆိုတဲ့အခါမှာကျွန်တော်ပထမလိုင်းဒုတိယလိုင်းမှာထလာအကာအကွယ်အဖြစ်သွားလာလှူရှားတယ်သို့တော်လည်းနော် resistant နေသွားတဲ့အခါအခမဲ့သိဖြစ်တဲ့အခါမှာနော်ယောဂဘုရားကုသွားတဲ့အခါမှာဒီဂိတ်တဲ့ဘေဖို့ချင်းကိုကျွန်တော်တို့ကိုယ်တိုင်ခံရတဲ့အခါမှာဘာကိုဆင်ခြင်ပြီးတယ်လဲဆိုတော့ဒီဂိတ်တဲ့၆ခုနောက်ပါဆန္ဒတစ်ဆယ်ပဲနေဖို့သွားနေပြီနေတော့အခုနေနေပြီကိုတော့ဘာပြောမလဲဆက်ဖားလိုက်တဲ့အခါမှာငါကဘုရားသခင်ဖြစ်တယ်လို့သိမှတော့အဲ့တော့ကျွန်တော်ကိုယ်ဝိအချိန်ကိုပြတက်တဲ့ခံရရင် တမနဲ့တမနဲ့ကျွန်တော် Facebook ဖိလိုက်ကျွန်တော်တို့ပြောကြပါတယ်เนาะသူတို့ပုံများဖြစ်မလာပါတော့ဘာသူဆောင်းသွားပြီသူဆောင်းသွားပြီကျွန်တော်မိတ်ဆွေတငယ်ချင်းတွေမှာတော့ကြောက်ရဆိုဖိနှောင်မှုဖိချင်သူသူတို့ကျွန်တော်ကအမှုတော်ဆောင်ဖြစ်တဲ့ကောင်အတင်းသားတွေကိုကိုရတယ်ဖြစ်တယ်ဆောင်းပြီးမှလည်းเนาะမြေသွားအနာကျမပြုတ်နိုင်ဘူးဒါပေမဲ့เนาะဆရာရဲ့ဘာဖြစ်ဖြစ်ဤသားသူနေတဲ့ဟုတ်အချိန်တော့လုတ်ပေးပါဘူး အရကကြတဲ့ရောဘာသာနဲ့ဇူမန်ကနေလည်းပေါ်ပါတယ်။အောက်မှာတော့လာသူပြတဲ့အခါတကကြဲဖိုင်ဘုံမကောင်းတဲ့အခါလိုမျိုးပေါ့နော်။ဒီကဲတော့ရှင်းစေကဘူး။ဒါကျွန်တော်တို့လောက်ဆောင်ရတယ်။ငါကဘုရားသခင်ဖြစ်ပြီးဟုတ်သိမှဖို့အတွက်အဲ့တော့အတူတူပြောရင်ကျွန်တော်ဖြစ်တဲ့အခါမှာအောက်ဆီဂျင်ကျအောက်ဆီဂျင်ကျတော့အဲ့ဒီအချိန်မှာကျွန်တော်တို့သိတဲ့အတိုင်းပေါ့နော်။အောက်ဆီဂျင်လည်းမလွယ်ဘူး။နော်။ဖြစ်လို့ရှိလဲသိဖို့ပဲရှိတယ်။ တည်လက်တည်ကြတယ်ကျွန်တော်မိတ်ဆွေပေါင်းသေးတယ်မှာသူသမီးကျော်တော့90နော်90ကျော်တယ်များအားကြီးကျော်ရတယ်ဘုရားသခင်ကတော့ complaint တက်ကြတယ်အဲ့တော့ကျွန်တော်လည်းစဉ်းစားလာကိုတော့ဒီလိုပဲသွားမလားနော်ဘုရားသခင်သိတယ်လေဘယ်လိုဖြစ်မလဲဆိုဒီကိုပဲကအကောင့်လည်းမဟုတ်ဘူးဟုတ်တယ်အရသကားဆိုရင်ဖာရပိုင်းငါးပိုင်းပေါ့နော်။ဆက်ပြန်လို့ဆေးလိုက်ရင်ပါလေ။စက္ကန့်20ဆိုသေပါရဲအကောင့်ကလေးကဘလို့တော့ဖြစ်ရတယ်။ ကိုတော့တဘိုးရှိတယ်ဆိုခုနတခြင်းရှင်းမလို့ပေါ့တဘိုးရှိတယ်ဆိုအဲ့ခါမှာဘုရားသခင်ကပေါ်ပြတယ်ဆိုတာကြည်ချင်းမှာနေဖို့ဆိုနေခိုင်းတဲ့အရာကဘာရှိလဲလက်ထဲမှာမောရှိရတော့ပြောတော့လက်ထဲမှာတောက်ဝေးရှိတယ်ကျွန်တော်လက်ထဲမှာဘာရှိလဲတမန်ကျမ်းစာရှိတယ်အဲ့တော့တမန်ကျမ်းစာကိုဖတ်ပါအတိတရားဝင်တာအဲ့တော့တမန်ကျမ်းစာကိုဖတ်လိုက်တဲ့အခါမှာပရမတ်နော်ဖတ်တယ်ဖတ်တယ်နေဖို့ဆိုဖတ်တဲ့အခါမှာသူကအိပ်ပျော်သွားတယ်ဒါပဲဟုတ်တော့ ဲ့ဒါလားရှိတယ်ကိုဗစ်ချိန်မှာဆိုတော့အေးသွားပါတယ်တိုးတော့နောက်ပိုင်းကတော့ဆင်ကျင်လိုက်တဲ့အခါမှာကျန်းစာဖားရင်ဖားရင်နဲ့နော်ပထမတော့စိတ်ရဖားတယ်ဒုတိယကအတန်ထွက်ဖားလာဖားရင်ဖားရင်နဲ့နော်ပထမတစ်ကြော့ပြီးသွားပြီဒုတိယတစ်ကြော့ပထမဖားတဲ့အချိန်နားလေတဲ့အရာနဲ့ဒုတိယတစ်ပတ်နော်ဒီကျန်းစာတော့ချက်ချက်ချက်ကိုဒုတိယချိန်ဖားကနားလေတဲ့အရာတစ်မျိုးဖြစ်လာတတိယအချိန်ဖားဘူးမှဘုရားခင်ပေါ်ပြတော့အရာက ဟိုနဲ့နဲလာအဲ့ဒီချိန်မှာဘာကိုဆင်ခြင်မိတယ်လဲဆိုတော့ပထမကအောက်ဆီဂျင်ကျတော့အရာကကျတော့ဆိုတော့တန်ထဖိုက်နေအောက်ဆီမီတာဘောတော့ဘေးမှာဆင်တပည့်အသာရပေးထားတာဟုတ်အောက်ဆီဂျင်မရှိပေမဲ့အောက်ဆီမီတာလည်းရှိရစရာအတိုင်းကြီးပါနော်ဆိုတော့ကျွန်တော်ကသိဘူးလေ60လောက်ရှိတဲ့ကောင်ကအကောင်းရဲ့ချိန်မှာအတန်ပေးတော့တိတိတိအဲ့ဒါမဟုတ်ဘူးအဲ့ဒါအောက်ဆီဂျင်စကျနေပြီကျွန်တော်ရဲ့လို့ပေါ်သွားပဲဆရာเนาะဆရာတော်ဘူကြီးကြီးကျွန်တော်အထက်ကုန်းမှာ၄ပါးရှိတယ်ဆရာတော်ဘူကြီးကတော့ ဘာလို့ရှိစဲရှိစဲနဲ့ခုနစဲခုနစဲနဲ့ချောက်စဲ90ဆိုတော့အော်ကွဲအဲ့ဒါကြာတာမြန်တယ်နော်ဆိုတော့ကျွန်တော်တို့ကနောက်ဆုံးပဲပြောရင်သူလဲနော်ပါသွားတာပေါ့ကိုဗစ်ထက်မှာဆိုတော့ကျွန်တော်တို့ကမသိဘူးကျမကြီးဝန်ထမ်းပြောမှအဲ့ဒါကြာတာနော်သတိထားဆိုတော့ခုနပြောတော့အရာကိုနှုတ်ကပတော့အဖြစ်ကစင်ချင်တဲ့ခါမှာကြာတာကိုကျွန်တော်အတန်အတွက်ဖတ်တယ်ပထမခန်းကြီးတစ်ခုနှစ်ခုသုံးခုဆိုတော့ဖတ်ဖတ်ရကမှာလူကပါပြီးတော့ဆိုတာအဆုတ်ကို ဒိဋ္ဌိခံလောက်ရရောက်သွားတယ်။လောက်ရရောက်သွားတဲ့ခါမှာအောက်ဆီဂျင်ကြာတိုင်းတော့ဟာဘုဒ္ဓဘောဘယ်လိုခေါ်မလဲ။ဒီအောက်ဆီဂျင်ကကျွန်တော်မသုံးနိုင်ကြတော့တရကတက်ခရအာယုအာတက်ရှင်မှာဟာတက်ခရကြောက်တာပါဘောတရားအတိမဟုတ်ပြပါဘူးနှခသုံးတာဘူးဟာတာဘုရားသခင်အလုံးလို့ဟောဘုရားသခင်ပေါ်ပြသွားတယ်။အဲ့တော့ကျွန်တော်လည်းခုနပြောလို့ပါညာအဲ့ဒီတိတ်တိတ်ဝူတွေ ကံရတော့မိသားစုတွေဒါမိမပါပါဘွာပေးတဲ့ကံမှာဒါတော့မင်းတို့စိုင်းကြည့်ဖို့ပါဒါတော့ငါလက်တွေ့ချက်တန်းခဲ့တဲ့အရာဖြစ်တယ်ဘာအောက်ဆီဂျင်မှမလိုဘူးဟာဘုံမာတော့ကျွန်တော် Facebook မှာကြည့်တော့ကြောကြတယ်လေအဆုတ်ကိုဘလို့ဘလို့လောက်ပါရှူပင်းရှူထုတ်စတဲ့ဖြစ်ပါလေဆိုတော့ငါကိုယ်နဲ့လုပ်ကြည့်တယ်ပရမတ်တမျက်နာအသိသူသိနာတော့တမျက်နာညမျက်နာပြောတာပါနော်တမျက်နာတမျက်ပရမတ်ငါမျက်နာဖတ်အောင်ဆယ်မျက်နာ ဖမောပဲပြဿနာမရှိမောရဲ့ခဏနာပြီးပြန်ဆက်ဖအဲ့တော့တချို့ကဟုတ်တယ်ဆရာဆရာပြောတော့မှန်တယ်ဆိုတော့ဆိုလိုချင်တဲ့သဘောတော့ဘာဝါကဖရာသခင်တော့ညာလီငါကဖရာသခင်ဖြစ်ပြီဆိုတဲ့အရာကိုနောက်ကဘတော့အချင်းလူတို့ကြံစည်လို့ပြီးနိုင်တော့အရာများအဖြစ်ကျွန်တော်တို့ချက်တန်းတဲ့အခါမှာဘာလို့တွေ့ရလဲဆိုတော့ဖရာသခင်ရဲ့ဘုံတော်တော်ပြင်ပြပြီးအာကိုဗစ်9ကိုကျွန်တော်ကြော်လွှမ်းနိုင်ခဲ့ရခြင်းဖြစ်ပါတယ် ဲ့တော့ဒီနေ့ပေါ့နော်ကျွန်တော်တို့ငိမ့်ချမ်းတရားပျော်ရွှင်ဖို့ဘုရားရဲ့နှုတ်ကပတော်ကိုမျော်လင့်စို့လို့ပေါ်ပြတဲ့အခါမှာအခြေပြုကြံကြံပြောင်းများစွာခဲကဒီယေရမိအခန်းကြီး29အခန်းငယ်7တခုဒီတော့ပေါ်ပြခြင်းကတော့ဗာငြိမ်ဖို့စွာနေဖို့ငြိမ်ဖို့စွာနေပြီးမှဘုရားရဲ့အကြံစီကိုနော်ယေရမိသိလို့ပေါ့နော်ပြောရခဲ့ဆိုကျွန်တော်တို့သိဖို့ဘုရားရဲ့နှုတ်ကပတော်ကိုဖတ်ရှုဖို့ဖြစ်ပါတယ်အဲ့တော့ နောက်ဆုံးအနေနဲ့အဖြစ်ပြက်ဒီဖြစ်ပြက်လည်းကျွန်တော်အားလုံးသိပါတယ်။နောက်ဒီဖြစ်ပြက်ကဘာလဲဆိုတဲ့အခါမှာတခါပေါ့နော်။ရဲဘော်လေးတယောက်ရှိတယ်။ရဲဘော်လေးတယောက်ကသူကတော့ကင်းဆောက်တယ်တဲ့။ကင်းဆောက်တဲ့အခါမှာသူအိတ်ပြောပါတော့အိမ်ကိုက်ပါတော့ငင်းငင်းနေရတော့ကင်းဆောက်တယ်ငင်းငင်းအိမ်အိမ်ကိုက်ပါတဲ့အခါမှာသူရရှိရတိုက်ပေါင်းတဲ့အခါအာဒီရဲဘော်ကအိတ်ပြောနေပြီ။နောက်တံပေးရတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ ရဲဘော်လေးကတတိချားလိုက်သူရဲ့နေရာရှိ round နဲ့သူ့ဘေးထဲမှာရှိတဲ့ခါမှာသူကနောက်ဆုံးတော့အဲ့အဲ့ပြောတာကနိုးလာတာတာလေးပဲအာမင်ဆိုတော့သူလက်ထက်ကမှာအရာရှိကဟောမင်းကခရိယန်လားဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့တော့နေဖို့ဆိုတာနေပါလို့ပြောတဲ့ခါမှာသူ့သဘောတဘာဝကတော့ဒီလိုတော့အိတ်တော်သွားမှာပဲလေအိတ်တော်ပဲမဲ့လဲခုနသောသောပိုင်းရဲဘော်လေးကတော့ဘုရားကိုသိတယ် เนาะเป็ดเฉยมา तू ตีเลยတော့ကျွန်တော်တို့မမေးနဲ့ဘောလား तू ตีတဲ့အချိန်မှာ तू ဒုက္ခရောက်နေပြီအဖြစ်ပေးခံရတော့မယ်တို့တို့ပြင်မဲ့ဘုရားကိုတီးရတဲ့ခါမှာအာမင်ဆိုတော့စကလုံးတော့အားဖြင့်เนาะဘုရားရှိကသူဘောမင်းကခရိယာလားဘုရားကိုတီးတဲ့သူပဲဆိုပြီးမှအပြည့်တွေ့ခြင်းခံရတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့အတ္တမှာငယ်ဖို့ဆိုတာနေခြင်းအဖြစ်ဘုရားသခင်ရဲ့ပြုတော်မူသောကြီးမားသောအကြံစီကိုကျွန်တော်တို့ တတိခံလို့ဖြစ်ပါတယ် this day i know that i am your god this day stay ဆိုတဲ့စကားလုံးမှာ s t i l l still ဆိုပြီးမှဖော်ပြထားတယ်အဲ့ဒါကိုကျွန်တော်သဘောကျတော့ဒီဖတ်မှတ်ချက်မှာရေးထားတယ် stay ဆိုတဲ့အရာက spending time and living with love တဘောကချစ်တော်သူနဲ့အချိန်ကုန်ဆုံးခြင်းအားဖြင့် မြင်ကိုစွာနေမဲ့ဆိုလို့ရှိရင်ဒါအလိုတော်ကိုပေါ်ဆောင်နေမဲ့ဖြစ်ပါတယ်။ဘုဒ္ဓတခုမြောက်သောသံဃာအပိုင်းငယ်၁၄ကနေ၁၆ဘီလိုပေါ်ပြထားတယ်ဆိုတဲ့အခါမှာသူဒီငါကိုချစ်သောကြောင့်သူ့ကိုငါကယ်လို့မိ။ငါ၏နာမကိုတည်သောကြောင့်သူ့ကိုငါချီးမြှောက်မိ။သူဒီငါကိုခေါ်သောအခါငါထူးမိ။ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမိ။သူ၏ဘုံကိုလည်းထင်ရှားစေမိ။ ရှည်တော်အသက်နဲ့သူ့ကိုရောက်ရဲစေပြီးငါဤကဲ့တင်ခြင်းကျေးဇူးကိုသူအားပြမိဟုကိုယ်တည်းခုနကဆန္ဒတိုင်းငယ်76ကတိကျနာတိလင်းဖော်ပြထားပြီးတိုင်းပဲ still spending time with spending time and living with our love ကျွန်တော်ရဲ့ချစ်တော်သူကဘောကအနေနဲ့စဉ်စဉ်းစားလို့ရပါတယ်သို့တော်လည်းဘုရားသခင်ဖြစ်တဲ့အခါဘုရားသခင်ကိုပဲနော် ချစ်ချင်းမေတ္တာနဲ့ပြုဝတ်သောဘုရားသခင်ဘုရားလည်းကျွန်တော်တို့အချိန်ကုန်ဆုံးခြင်းအဖြစ်ဘုရားသခင်ကြားစီသောအရာများကိုကျွန်တော်တို့ရရှိမှဖြစ်ပါတယ်ယေရမိခန်းကြီး33ခန်းနဲ့3မှာငါ့ကိုခေါ်လို့များသူမီကြီးသောအရာကိုသင်တို့မသိနိုင်အောင်နဲ့နဲ့သောအရာတို့ကိုငါပြအုံးကြီးဆိုပြီးမှအတိအလင်းပေါ်ပြထားတဲ့အခါမှာကျွန်တော်တို့နေသက်ခြင်းယေရုခြင်းရှလောအပြင်ဘုရားခင်ရဲ့ဘုန်းတော်ကိုထုံးရင်းကြပါလို့ငြိမ်းချမ်းသာရပျော်ရွှင်ဖို့အတွက် ရန်ကင်းသဘောတော်ကြောင့်ဒါပါဆိုရဲလို့နိုင်ငံခွာပြင်းဒီကုန်းထုတ်ပါတယ်။နှုတ်ဘတော်ပေါ်မှာတက်ပါရန်ကင်းကောင်းကြီးပေးပါစေ။အာမင်။